ငငယ်ချင်းဆိုတာကောင်းတဲ့ဘက်ကိုမရရအောင်ခေါ်တယ်သူကကဲရေချိုးသွားရအောင်ဆိုတော့လိုက်တယ်အဲ့ကြတော့လွယ်လကူနဲ့ပဲရေသွားချိုးတယ်နေအောင်သားရေပါချိုးပြီးတဲ့အခါကျတော့မြစ်စိတ်ကနေတက်လာအဲ့ဒီတက်တဲ့အခါကျတော့ဂတိကာဏကပြောပြန်တယ်တငငယ်ချင်းဇောတိပါလားဟုတ်မယ်ဖះကြောင်ဒီနားလေးပဲနီးနီးလေးတို့သွားရအောင်လိုက်ခဲ့အာဘာလို့လိုက်မှာမလိုက်ဘူး ဆိုတော့ဟိုလူကနောက်တစ်ခါထပ်ပြောတယ်မဟုတ်ပါဘူးတကယ်ချင်းဟာဖះကြောင်သွားရအောင်မလိုက်ခဲ့ပါလို့ဆိုမလိုက်ဘူးမင်းမလိုက်လို့မရဘူးဆိုပြီးပစိုးစာဆွဲကင်တယ်အဲ့ကြတော့မရဘူးလိုက်မယ်လိုက်ရအောင်အဲ့ဒါလေဟိုလူကလက်ကိုတွန်းပြီးတော့ပစိုးစာယုံတယ်မလိုက်ဘူးတဲ့နောက်တစ်ခါထပ်ခေါ်တယ်ထပ်ခေါ်တဲ့အခါကျတော့ဂတိကာရ ။ဩရိန္ဒေကြီးကခွန်အားပလလည်းအမြဲတမ်းကောင်းတာ။ဇောတိပါဠရဲ့စတုံးကိုဆွဲပြီးတော့တငယ်ချင်းမင်းလိုက်မလားမလိုက်ဘူးလား။သဘင်ဆွဲခေါ်တော့တာအဲ့ကြတော့။နော်။အဲ့သဘင်ဆွဲခေါ်တဲ့အခါကျတော့ဟူလူကလည်းစိတ်တက်ဘုရားလောင်းဆိုတော့စိတ်တက်အမြဲတမ်းကောင်းနေဘုရားလောင်းနေရစိတ်မယုံပါဘူး။မယုံပါဘူး။အထင်မြင်လေးတော့သူတို့မှားခြင်းမှားနေလိမ့်မယ်စိတ်ယုံမှမရှိဘူးအတွေးလဲမလွဲတတ်ဘူးဖះအောင်လို့ရ အဲ့ဒါဟာဘုရားအလောင်းရဲ့စိုင်းတတ္တိပဲသဘင်ဆွဲခေါ်တဲ့အခါကျတော့ကြံတဲ့လူဆိုရင်ရံဖြစ်တော့မှာပဲမို့လားမင်းငါသဘင်ဆွဲရမလားမင်းစော်ကားလာရည်လားဆိုပြီးတော့အဲ့ဒီနေရာတွေမှာရံပွဲဖြစ်တော့မှာသူကဘယ်လိုစဉ်းစားလိုက်တုံးဆိုအော်ဥဒိန်တယ်ဆိုတာဗြမဏရိနဲ့စာလို့ရှင်အမတန်ဇက်ကနေနေပေါ့အိန္ဒိယမှာဒါဇက်နေလို့ခေါ်တယ်ဇက်နေဆိုရင်အန်တက်ချေပေါ့ထိတော့မထိရဘူးသူတို့က အခုလို့သဘင်ကင်ဖို့ဆိုတာအမတန်အဝေးကြီးအဲ့တော့သူ့စိတ်ထဲမှာဘလို့တွေးတုံဆိုတော့ဩငါသဘင်တောင်ဆွဲခေါ်တယ်ဆိုတော့တကယ်ကိုအကျိုးရှိလို့ဖြစ်လိမ့်မယ်ငါတငယ်ချင်းကဟောသူတွေးပုံကအဲ့လိုတွေးတာနော်မှန်ကန်တဲ့အတွေ့ငါတငယ်ချင်းကငါ့ကိုဒီလောက်ထိအောင်စွတ်ဒီလိုငါသဘင်တောင်ဆွဲခေါ်တယ်ဆိုတာဟာတာမန်တော့မဟုတ်ဘူးတကယ်အကျိုးရှိလို့ဖြစ်လိမ့်မယ်ဆိုတော့တငယ်ချင်း မင်းငါ့စပင်တော့မဆွဲနဲ့လွတ်ငါလိုက်မယ်ဆိုပြီးဟောလိုက်တော့ဘုရားစီလည်းရောက်ရောဘုရားကတရားဟောတယ်ကတ္တဝမြတ်စွာဘုရားတရားဟောတဲ့အခါကျတော့ဘုရားတရားဟောလိုက်တဲ့အခါကျတော့လေညံမတန်ထက်တဲ့ပုဂ္ဂိုလ်ဆိုတခါတည်းသဘောပေါက်သွားပေါက်သွားတာအင်းကိုမပြန်တော့ဘုရားစီကနေဆင်းလာတဲ့အခါကျတော့ဂတိကာရကိုပြောတယ်တကယ်ချင်းမင်းဒီတရားတွေနားနေရတဲ့အတန်းနဲ့မင်းဘာဖြစ်လို့သင်္ကန်းမော့ထားတော့သူကမေးတယ် ဇောတိပါဏ။တငယ်ချင်းမိဘတို့သင်္ကန်းမ